မင်္ဂလာပါနော်နေဦးမိသားစုပေါင်းတို့ရေနေဦး family channel လေးကနေလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာလဲဆရာခက်စော်ရေးသားထားသောဒဝေနှင်းစီ ဝတ္ထုမှအခန်း16ကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးပါစေရှင်ဒဝေနှင်းစီအခန်း16ရဲဘော်မောင်ရင်ခေါ်သူရင်မြေအောက်ထောက်လန်ရေးတာဝန်ခံဗမာပြည်ကွန်မြူနတီပါတီ တဝဲခိုင်းဖက်စစ်အရင်ရှင်စနစ်ဆိုးကိုခုခံတွန်းလှန်ဖြိုဖျက်နေသည့်ငါတို့ဤတော်လှန်ရေးကြီးအတွင်တင့်အတနစ်ခန္ဓာကိုပိဆက်ခဲ့မှုအားတော်လှန်သောပါတီတော်လှန်သောပြည်သူတက်မတော်သားများနှင့်တော်လှန်သောပြည်သူအပေါင်းကမမေ့မလျော့အကုန်ပြုအပ်ပါသည်တင့်အားငါတို့အလေးနီးပြုပါ၏ပုံဗမာပြည်ကွန်မြူနတီပါတီတနင်္သာရီတိုင်းပေါ်ယူစိန်ဤစာဖတ်ပြတဲ့အဆုံး အားလုံးတိတ်ဆိတ်နေကြ၏မချစ်ကြည်ဆွေရောမဟိုဤအတန်ကခတ်တိုးတိုးသူဒီအခမ်းအနားကိုမတက်ဘူးလို့သခင်ပါစီကိုတည်င်းပို့ထားပြီးသားတဲ့မနေ့အစောကြီးကလေးကအာနာနီအမျိုးသမီးစကန်းကိုတွားတဲ့အဖွဲနဲ့ပါသွားတယ်နီနီရိန်ကိုပစိုးတထည်ဖြင့်ဇလွဲတိုင်းကြီးပို့ထားသောမိုးကြီးကခတ်တိုးတိုးပင်ပြန်ဖြေးသည်1968ခုနှစ်အောက်တိုဘာလ ရှော့ရှော့ပါပါတဝဲမှရောက်ရှိလာသောသတင်းစာဖြတ်ပိုင်းတစ်ခုကြောင့်စက္ကန့်တစ်ခုလုံးစူညံပွဲလို့ရိုက်ကုန်သည်အချို့လည်းအော်ဟင်ငိုယိုကြ၏အချို့ကလည်းအစိုးရ၏ဝါရပြန်တဲ့င်းမို့မယုံကြည်ကြရန်စိတ်ဓာတ်မကြကြရန်စော်ဩနေကြသည်ပကိုယိုမှတနေရာတွင်တခင်တန်ထွန်ကြဆုံးပြီဆိုသည့်တည်င်း 1968စက်တင်ဘာလ24ရက်နေ့ညနေ9:30မိနစ်အချိန်တွင်တောင်ကိုခရိုင်အုတ်တွင်မြို့နယ်အနောက်ချမ်းဘကိုယိုမှအရှိဆောင်ကြောက်ချောင်းကံပါရှိ တောင်ကျော်လီပေါ်တွင်ဂျုံတိတ်ခေါ်လုံတိတ်ခေါ်ရဲဘော်များကြီး၏အနီးကပ်လှုပ်ကြံတက်ဖြတ်မှုကြောင့်တခင်တန်းထွန်းကြာဆုံးခဲ့ရသည်ဘကိုယိုမှရှိဗမာပြည်ကွန်မြူနတီပါတီ ပေါ်လစ်ဖြူတို့အတွင်သောမကမြန်မာတပြည်လုံးရှိပါတီစစ်တီသားများတွင်ပါကြီးကြီးမားမားလှုပ်ခတ်မှုဖြစ်ပေါ်လာခဲ့၏။တခင်စင်နှင့်တခင်ချစ်တို့ဥဆောင်သည့်ပေါ်လစ်ဖြူတို့ကအခြေအနေကိုအမြန်ဆုံးတည်ငြိမ်အောင်ထိန်းထားနိုင်လိုက်သည်။သို့သောတခင်တန်ထုံမကြဆုံးမီကချမှတ်ခဲ့သည့်ရင်ကျေးမှုတော်လန်၏ကာလပါတီဝင်အချင်းချင်းဖြုတ်ထုတ်သက်မှု တခင်တန်းတွန်းကြဆုံမှုစသည့်အာနေချက်များကို အခွင့်ကောင်းအဖြစ်သဘောထားကစစ်တပ်ကထိုးစစ်ကြီးများကိုဆက်လက်ဆင်နွှဲရန်ဆုံးဖြတ်ခဲ့သည်တနင်္သာရီတိုင်းအတွင်တွင်လည်းကွန်မြူနတီပါတီစခန်းများကိုအပြီးတိုင်ချိန်မုံရန်အတွက်ဒုတိယအကြိမ်ဖြက်လေးဖြက်စစ်စင်ရေးကြီးစတင်လာခဲ့သည်1966ခုနှစ်အော်တိုဗလာတရနေ့ တဝဲခရိုင်အမျိုးသမီးအာနာနီစခန်းမဟာအော်တိုဗာတော်လန်ရေးစတင်ရလာ ဖြစ်သည်မို့အာနာနီစခန်းမှအမျိုးသမီးများမှတက်တက်ကြွကြွရှိနေကြသည်စစ်တပ်၏ဖြက်လေးဖြက်စတင်ပြီးဖြစ်သောကြောင့်စားနပ်ရိက္ခာရှားပါလာတော့လဲရှိသည်များနှင့်ချိုချံမြဝေကစားသုံးနေကြရ၏ ဗမာပြည်ကွန်မြူနတီပါတီမှပေးထားသောအမျိုးသားတက်စိတ်တစိတ်သားလုံခြုံရေးရှိပြီးကြံသည့်ကိစ္စအဝါဝါကိုအာနာနီစခန်းမှအမျိုးသမီးများကသာကင်တွယ်ဖြည့်ရှင်းနေကြရသည် အမျိုးသားအများစုမှလောင်းလုံးအရှိချမ်းရှိ ရှေတန်းစခန်းများတွင်စစ်တပ်၏ထိုးစစ်ကိုရင်ဆိုင်နေကြရ၏ထိုအချိန်တွင် တဝဲအခြေဆိုင်ခလာရ25မှဒုတိယပုံမူကြီးလက်ဖြန့်တော်ဦးစီးသည့် လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းသည်အာနာနီစခန်း၏အနီးတဝိုက်တော်တွင်သို့ ရောက်ရှိလာကြသည်လက်ပြန်းနောင်မှကွန်မြူနစ်စစ်စင်ရေးများတွင်အတွေ့အကြုံရှိပြီးတနင်္သာရီတိုင်း၏ပါတီခေါင်းဆောင်ဗိုလ်မှူးကျော်တင်ကို အသေးဖမ်းမိနိုင်ခဲ့သဖြင့်တစင်တူရာတို့ဖြင့်မကြမီ တက်ပြောင်းတော်မူဖြစ်၏မပြောင်းမီ ကာလအတွင်မှာပင်ဖြက်လေးဖြက်စစ်စင်ရေးကြီးဆင်နွှဲသွားရန် စိတ်အားတန်နေသူလည်းဖြစ်သည်ထို့ကြောင့် သူဤနာမည်ကျော်လက်ရွေးစင်တက်နေအတူနောက်တန်းထောက်ဖို့စကန်တခုသားသာရှိသော အမျိုးသမီးအာနာနီစကန်ကိုခါလဲမှာဖြတ်တိုက်ရန်ကြံစီခြင်းပင်လက်ပြန်တော်ဤရှိပြေးတက်များသည်ညနေဆောင်နေဝင်တရောအချိန်တွင် အကာအကွယ်များယူကနွားကလောက်များဆွဲလျက်စကန်ဤသို့ကလာကြ၏ကလောက်ကလောက်ကလောက် အနီနာတွင်ရွာများလည်းရှိသည့်အပြင်နွားများမကြခဏတောထဲသို့လမ်းမလာတတ်ကြသဖြင့်စကန်းဤရှိကာကင်းရဲပေါ်များမှအမတ်တမဲပင်ဒီနွားတွေကွာဒီချိန်ထိလာမသိမ့်ကြဘူးငါတော့ဟင်းစားပေါ်ပြစ်ချင်နေပြီ မလုတ်ပါနဲ့ကွာရွာကလာတိုင်းတို့ထိတ်တုံနေမိနေမယ်ဘဲနဲ့နေနေကွာအตาရင်ကငတ်လာတာကြတော့လုတ်ပြစ်ချင်တာ စကန်းကမိမတွေခလေးတွေလည်းမြင့်နဲ့အသီးရွယ်နဲ့နှစ်ပါးသွားနေရတာဘလောက်ကြာပြီလဲတို့သူတို့နှစ်ဦးဤအခြေချစကားပင်မဆုံးလိုက်ရန်သူစစ်တပ်မှဒါဖြင့်ဝင်းလုံးထိုးဒီကိုခံလိုက်ကြရ၏ဝိုးတတ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 ဒိုင်းဒိုင်းဒိုင်းညနေသာစားချိန်မို့ စကန်ကုန်းအလဲစဘိုးတဲ့နေရာတွင်စုယုံနေကြသောရဲဘော်အချို့နှင့်အမျိုးသမီးတူကြီးမှတနက်တန်များဆက်လက်တန်များကြောင့်အလံတကြားဖြစ်ကုန်ကြသည်စစ်တပ်ကလေးဘက်လီတန်မှဝိုင်းတလာကတနက်များဖြင့်ပြစ်ကြ၏ထမင်းစားတဲ့သို့လာနေသည့်ခလီးငယ်များမှကြီးစံအောက်တွင်အသက်ပြောက်ကြရသည်ရဲမိချိုကတနက်များဖြင့်ပြန်လည်ကူကန်ကြ၏ဟေ့သဘုံမတွေငါတို့မင်းတို့စကန်ကိုစီးမိနေပြီအားလုံးလည်းနဲ့ကြကြ ပြက်နောင်ဤအတန်တကြီးကတနတ်တန်များကြောင်းမှာလှုပ်ရှားတက်ဖြစ်သောလက်ပြက်နောင်ဤတက်မှာအာနာနီစကန်းကိုဝင်စီးပြီးသည့်နောက်ပြန်လည်ဆုတ်ခွာသွားခဲ့သည်အော်တိုဗလတ်3ရက်ညမောင်ကြီးတန်ချိန်လာရောင်ပြပြအောင်တွင်ညကမလင်းတလင်းမော်သုံးစကမ်းမှတရင်တရင်နဲ့အတူတဝဲအမျိုးသမီးတမက်ကအတွင်မူမတ်ဟူជីជីဆွေတို့ကအာနာနီစကမ်းတို့ရောက်ရှိသွားကြ၏ သူမကိုယ်တိုင်စစ်တင်နံပေးခဲ့မှုသည့်စကံကုံမော်တို့ជីជីဆွေကတက်သွားရင်ပြင်လိုက်သည်နေုံជីជី pointer စိတ်ကအရင်တက်ပါစေဦးရရမဟုတ်ကျမသတိရှိပါတယ်ជីជីဆွေက စတင်ကန်ကိုအသည့်အနေထားကင်ကစကံကုံအတွင်သို့ဝင်သွားလိုက်၏ကောင်းပွင့်ပိုက်ပွင့်ကမြေပြင်ပေါ်တွင်တည်ဆုံနေသည့်ကလေးငယ်များ၏အလောင်းများရဲဘော်ချူမရရဲ့ဆက်ဆက် လေပင်လီတက်ခံထားရသည်အမျိုးသမီးတွေတော့ တယောက်မှမတွေ့တော့ဘူးသူတို့ဖမ်းသွားကြပြီတင်နေပွိုင်တက်စိမ့်မရဲဘော်တို့ကလာပြောသည်ជីជីဆွေကစကန်တမင်မစားပဲအနောက်ဘက်တပင်ကြီးရှီယာတို့အကြီးရောက်သွားသည်မဟုမဟုကလည်းជីជីဆွေညွန်ပြရာတို့ချိန်လိုက်၏တိတ်ကိုင်းများတွင်တန်လန်ဆွဲခံထားရသောမဲမဲအရင်များမိတို့မိတို့ယူခဲ့ကြပါရဲဘော်များကမိတို့များဖြင့်သူမတို့စီတို့ပြေးလာကြသည် မိယောင်အောက်တွင်လေပင်ကိုကျိုးဖြင့်တန်လန်ဆွဲခံထားရသော အမျိုးသမီး၅ဦး၏အလောင်းများမထွန်ကျူမမြတင် မခင်ဝင်းမတင်အေးနော်ပန်းအေးအာနာနီစခန်း၏အရေးပါသောလူလက်ပိုင်းအမျိုးသမီးခေါင်းဆောင်များအချို့မှာထမိန်မပါတော့ဘဲခနာကိုအောက်ပိုင်းတစ်ခုလုံးသွေးများဖြင့်ရွှဲနေနေကြသည်အာတမပါကျင်သွားကြပုံပဲရုံမာလိုက်ကြတာ မဟိုကထိုနေရာတွင်ပင်ထိုင်ချကာခြုံပွဲချငိုလိုက်သည်ជីကြီးကတော့အလောင်းများကို မျက်တောင်မခတ်တန်းချင်းနေ၏သူတို့ဟာဂုံတိတ်ကာရှိတဲ့ရဲရင်တဲ့အမျိုးသမီးတွေပါ သူတို့ကို ကျမတို့လေးလေးစားစားကြိုပေးခဲ့ကြရအောင်ជីကြီးစကားကိုနဘေးမတက်ဆူမှုရဲဘော်ကခေါင်းငိတ်ပြလိုက်သည် အာနာနီစခန်းတိုက်ပွဲတွင် အမျိုးသမီး22ဦးကလေး2ဦးအရှင်ဖမ်းခံခဲ့ရပြီးရဲဘော်8ဦးကလေးငယ်6ဦးကြာဆုံးခဲ့ရသည် အဖမ်းခံခဲ့ရသည့်အမျိုးသမီး22ဦးအနက်မှလူလက်ပိုင်းခေါင်းဆောင်အမျိုးသမီး5ဦးမှာစစ်တပ်၏အုပ်စုဘက်အဓမ္မပြုကျင့်ပြီးရရဲဆက်ဆက်တပ်ဖြတ်ခြင်းကိုခံလိုက်ကြရသည်ကျန်အမျိုးသမီး16ဦးမှာမိသည့်တရင်အစာအနာများမရတော့သူနှစ်ကာလာများ ပဲခူးယိုမရှိဗမာပြည်ကွန်မြူနတီပါတီဗဟိုဒီလဲထိုးစစ်များကို အလူလဲရင်ဆိုင်နေရခြင်းတဝဲခရိုင်အတွင်းတွင်လဲစက္ကန်းများစွာရွှေပြောင်းရင် ခုခံစစ်ကိုဆင်နွှဲနေကြရသည်တဝဲအမျိုးသမီးသမက်ကနှင့်အတူတဝဲအမျိုးသမီးများသည်လဲထိုးခံစစ်တွင် ရှေ့တန်းမှပါဝင်လာခဲ့ကြ၏1980ခုနှစ်တောင်ပြောက်တိုင်းနှင့်အလဲစုရွာတိုက်ပွဲတွင် ဒဝေခရိုင်အမျိုးသမီးတက်မှတက်ဆိတ်မှုတော်ကျင်တန်းကြဆုံးခဲ့သည်။တရချောင်းမျိုးနဲ့မောနစ်စကန်တို့ရိတ်ခါသွားတဲ့သည့်ဒဝေအမျိုးသမီးတမက်ကောင်မှဒေါ်တန်းကြီး၊ဒေါ်ဖွားကြီး၊ဒေါ်အောင်ကျင်အပါဝင် အမျိုးသမီးငယ်လေးဦးမှလည်းစတဲ့ဤဖန်စီချင်းခံကြရသည်။1992ခုနှစ်တွင်တခင်လူရှင်ဤဇနီးတဝဲအမျိုးသမီးတမက်ကဒူအုတ်ကဒတခင်မ တော်မစိန်နှင့်ညီမဖြစ်သူတော်မြစိန်တို့သည် မော်၃စခန်းမှမော်၂စခန်းတို့ကိုတန်ရမအဖန်ခံရပြန်သည်ជីជីသည်တော်မဖြစ်သူမိုးကြီးတမင်းငယ်နီနီရိန်တို့နှင့်အတူ လောင်းလုံးမျိုးနဲ့ရှိအရှိဖျားစခန်းတို့ပြောင်းရွှေ့ခေလုံးနေရ၏တဖက်တွင်လည်းအမျိုးသားရဲဘော်များနှင့်အတူပျောက်ကြားတိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်နေသည် 1983ခုနှစ်လောင်းလုံမြို့နယ်အရှိဖြောင်းစခန်းကိုဝင်ရှိလရှိနေပြီဖြစ်သောတဝဲခရိုင်အမျိုးသမီးတမက်ကအတွင်ရမူမတ်ဟူဤပိုက်ပူပူလေးကိုခုနှစ်နှစ်သမီးလေးနီနီရင်ကနားဖြင့်ကန်နာထောင်းလိုက်သည်အထက်ကခလေးလေးကစကားပြောတယ်လားတော်တော်ဘယ်ပြောတတ်အောင်မလဲနီနီရဲ့อืมသမီးဟုဆိုရင်တော့သူပြောရင်ပြောမှာပေါ့တေချာကန်နာထောင်းကြည့်ပါအောင်နီနီရင်က နောက်တစ်ချိန်ပိုင်းနာသို့ကန်နာထောင်လိုက်သည်ဘုလက်နဲ့ကြီးကြာတန်ကြောင့်နီနီရိမ်မှာအလန်တကြားဖြင့်မြေကြီးတွင်ဝင်လိုက်၏အချိန်နှင့်အချိန်ခါကို တော်ရဲမှမွေတော်ရဲတွင်ကြီးသည့်နီနီရိမ်တက်မြောက်တင်ယူပြီးသားသူတို့စခန်းကို တိုက်ခိုက်ခံရလေပြီတမီနီနီနေမစီသွားနေအမနဲ့နီရိုင်ဖယ်တနက်ကိုဆွဲလျက်စခန်းရှိသို့ပြေးသွားသောជីជី ဒေါ်လီထထနီနီရင်ကောင်းမှု မြေပြင်ပေါ်တွင်ထိုင်ချလိုက်သောမဟုကိုသားသွားဆွဲထူနေသည်တော်ချိန်တွင် မိုးကြီးရောက်လာ၏မိုးကြီးသည်ဂျိုင်းတောင်ဖြင့်ရှောင်းနေရသူဆိုတော့လဲတာမန်လူတဦးကဲ့သို့ပင်နှင်းမြန်စွာရှောင်းနိုင်သည်။လာကြအနောက်ဘက်ရှူတဲ့ကိုဆင်းပြေးကြမယ်။နီနီမဟုဖြည်းဖြည်းထ သခင်ပါသိမ့်တင်ဤညီဘိုးယူစိန်စကန်းချနေရာဖြစ်သည့်အတွက်တစ်ဖက်ကလူအင်အားလက်နေအင်အားဖြင့်ဖိတက်လာနေသည် တကယ်တမ်းတွင်ကဘိုးယူစိန်သည် တနင်္သာရီခရိုင်အတွင်သို့အစီဝေးသွားတက်နေသည်ဖြင့်မရှိဇနီးဖြစ်သူကိုဝင်နေစီလာစီမဟုတ်သာကြံရစ်သည်ជីကြီးနှင့်ရင်မောင်တန်းကပြစ်နေသောရဲပေါ်မှ နောက်သို့လမ်းကျသွား၏အင်အားများတယ်ဆုတ်ဆုတ်ကြမကြီးကြီးဆွေခမရသွားတော့ မဟိုနဲ့ကလေးတွေကိုခေါ်ပြီးဆုတ်တော့စခန်းလုံးကျော်ကြီးကောင်းဆောင်တက်ဆူမှုကအော်ဟင်အမိန်ပေးလိုက်သည် လက်နေကြီးများကစခန်းတွင်သို့ဇက်တိုက်ကြနေစဉ်ကြီးကြီးကတနက်ကိုလွယ်လျက်အတွင်ဘက်သို့ပြေးသွားသည်စခန်းတွင်မိသူများမတွေ့ရတော့နီနီတမီနီနီဟုတ်ကဲ့ပါရှင်ဆရာခက်စော်ရေးသားထားသောဒဝဲနင်းစီဝတ္ထုမှာအကန့်စချောက်ကိုမျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင် နောက်ထပ်ဆက်လက်ပြီးဖက်ပြပေးမယ်အခန်းစက်လေးတွေကိုစောင့်မျှော်နာဆင်ပေးကြပါအောင်နော်။နာဆင်ပေးခဲ့ကြသူဒီဦးမီသားစုရင်ဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်။ဒီဦးမီသားစုများအားလုံးလည်းဒီရက်တွေအပေါင်းမှအကင်ဝီလုံးကြုံရဲ့ကိုစိတ်နှပြချမ်းမှရွှင်လန်းကြပါစေရှင်။